စကပုံလေးတစ်ခုရှိတယ်။သင်ကောင်းလျင်ဟဲ့တတိမရတော့သင်ကောင်းလျင်ကျွန်တော်ဆိုးတာလားမဆိုးပါလား။ဒါဆိုရင်သင်ဆိုးရင်သင်ကောင်းမဖြစ်ရင်ဟဲ့မဖြစ်တော့တော်တော်ရောက်သွားပြီ။သင်ကောင်းလျင်ကျွန်တော်မဆိုးပါဆိုတဲ့အိဗယ်ကဘာကိုပြောနေရလဲ။အပြင်ကလူကကိုယ်လွှမ်းမိုးသွားတာထိမ့်ချုပ်သွားတာ။ မဲ့တော့ခရစ်တော်ကသင်ကိုထိန်းချုပ်ပြီးတော့သင်ကဒီလောကကိုထိန်းချုပ်နိုင်တဲ့သူဖြစ်စေချင်တာလေလွှမ်းမိုးနိုင်တဲ့သူဖြစ်စေချင်တာလေအတော့အခုက outside in ဖြစ်နေတာအပြင်အရာကိုယ်တည်းကိုဝင်လာတာသင်ကောင်းရင်ကျွန်ုပ်မဆိုးပါသင်မကောင်းရင်တော့ကျွန်ုပ်ပြန်ဆိုးမယ်အဲ့တော့မင်းငါ့ကိုလာမဆိုးနဲ့ငါပြန်ဆိုးမယ်ဆိုတော့လောကကကျမတို့ကိုလွှမ်းမိုးသွားတဲ့အရာဖြစ်တယ်ဒီလောကကတော့သူ့အလုပ်တိုင်းသူဆက်လုပ်နေမှာပဲဒါပေမဲ့ဒီလောကရဲ့ပြောင်းလဲခြင်းတံတန်းထဲမှာကျမတို့မပြောင်းလဲသွားဖို့လိုတယ်ဘာတွေမပြောင်းလဲရဘူးလဲ ဖယားသခင်နဲ့ဆိုင်တဲ့ကောင်းသောအမှုရာတွေမပြောင်းလဲဖို့အရေးကြီးတယ်။အာမင်။အဲဒါလေးကိုတတိယစေခြင်းနဲ့သင်ကောင်းကောင်းမကောင်းကောင်းကျွန်တော်မဆိုးပါ။ဘယ်နှမရှိသူပြောသင်ကောင်းကောင်းမကောင်းကောင်းကျွန်တော်မဆိုးပါ။အာမင်။ကျေရောဆမရဲ့ကျမ်းစာထဲမှာအဲ့ဒါပါလို့လားမသေးခန်းကြီးငါအခက်ငယ်51မှာဒီလိုပြောထားတယ် က်ပါအောင်အကျဉ်သူသည်အကျဉ်သူသည်တင့်ကိုအနိုင်ပြု၍ခရီးတတိုင်းသွားစေ၏ထိုသည်နှစ်တကွာနှစ်တိုင်သွားအောင်လောဘာကိုပြောတာလဲကိုကိုအနိုင်ကျင်းတဲ့သူတို့ချိုးရှိပါလိမ့်မယ်တဲ့ကိုသွားပွင့်အတွက်ခက်ခဲလေးလံတဲ့ခရီးတချို့ကိုအတင်းကိုတော့တခါတည်းတွန်းပို့တဲ့သူတို့ချိုးရှိပါလိမ့်မယ်ဒါပေမဲ့တတိုင်သွားခိုင်းနှစ်တိုင်သွားလိုက်တယ်အဲ့ကောင်းကြီးရှိတယ်နော်ကျမပြောပြမယ်ဆရာဒီအရင်တော့ကျမအရန်နိုင်ကျင်းခဲ့တိုင်းတယောက်ပြောဦးမှာပဲ तू professional လေ professional တီးတဲ့တယောက်လေကျမကဘာဂီတာမှလည်းယူတော့မသိဘူးဘာဆန်းနီးယားမှလည်းမကော့မှလည်းမသိဘူးအဲ့တော့သူကကျမကိုဘာလုပ်လဲဆိုပါစို့ကျမစိုနိုင်တဲ့ဂီးက C ဂီးဆိုပါစို့အဲ့ဒီတယောက်ဘာလုပ်လဲတလား D တွေ E တွေ F တွေ G တွေထိဆိုခိုင်းတာကျမမသိဘူးဘာဖြစ်လို့ငါဒါကိုစိုနိုင်ရတဲ့အတိုင်းအခုတစ်ခေါက်မှမရတာလေစ조사တယ်ဒီနောက်လဲပြီးအကြောတွေထောင်ကျမမမိသေးတယ် သချင်းတစ်ပုတ်တော်တော်လေးခတ်တယ်အခုနောက်တချို့ရေဆိုပြန်ပွဲမှာလင်းစီပါဟူဇဘတူဒါ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 အဲ့မျက်နာတနာတယ်သူလှုပ်ခဲ့တဲ့သချင်းတစ်ပုတ်ရှိတယ်ချီးမွမ်းရနဲ့အဲ့ဒီသချင်းကဘလောက်တောင်ခတ်တယ်လဲဆိုလို့ရှင်အစပိုင်းကတော်တော်နိုင်တယ်နော်အလေရောက်လာရင်အမြင့်ဆုံး one or diff လို့ခေါ်တဲ့လုံးဝစန့်ကျင်ဘက်ဆိုရတဲ့အတန်းစင်မျိုးဒီနေရတဲ့ချီးမွမ်းရဒီလိုဒီလိုဒီလိုကြီးဆိုလာပြီးတော့မှပလန်ပါမပါ ကြီးတော့အဲ့လိုမျိုးအဲ့လိုမျိုးတခြင်းကိုသူကဘာလို့ဆိုအမြင့်ကြီးနဲ့လောက်တာဟာကျမအနေနဲ့လေတအားခတ်တယ်လားစိုးနေနဲ့နားတွေကလေတွေတောင်ထွက်တယ်သူကျမကဘလောက်တောင်နှစ်တိုင်သွားစေခဲ့တလားတတိုင်းမဟုတ်နှစ်တိုင်သွားစေခဲ့တယ်ဆိုတော့ကျမမမိသေးတယ်သူတို့အဲ့တခြင်းအတန်သွင်းတဲ့နေရာနော်ကျမဘဝမှာလေ သူတို့စမ်းသက်သမျှခံခဲ့ရလားတခါမှမလုတ်ဘူးမလုတ်ဘူးတဲ့စတူဒီယို သူတို့စီရီကဘလို့လဲသိလားလေးတောင်ပဲရှိတယ်ဒီအတောင်နဲ့တိုင်းရင်လေတောင်နှစ်တောင်သုံးတောင်လေးတောင်ပေါ့အဲ့ဒီလေးတောင်လောက်ပဲရှိတဲ့အခန်းထဲမှာအရာကိုမရှိဘဲနဲ့ပန်ကာတက်တက်နဲ့လေမှုတ်ပေးမယ်အဲ့တိုင်းပဲဆိုတဲ့အဲ့လေလေးမှုတ်ပြီးအဲ့ထဲမှာဘလို့ဆိုခဲ့ရလဲဆိုတော့တချင်းတစ်ခွေလုံးပြီးဖို့ရတဲ့တညတဲ့နဲ့အပြက်ဆိုရတယ်ဟယ်လိုဟယ်လို तू မောင်းတာလေ သွားလိုက်တော့ဘာဖြစ်သွားလဲတော့အခုကီးမြင့်နေဆုံနိုင်နေတချင်းကြာကြီးလေးမရှိလဲဆုံနိုင်နေအတန်လည်းမဝင်တော့တခါပြီကျမတို့ကနားမှာညင်းစစ်တက်တဲ့သူတွေကကျမတို့ကောင်းကြီးဖြစ်စေတာအာမင်အဲ့ဒီဆိုးတဲ့သူတွေကြောင့်ကျမတို့စိတ်ရှည်တက်လာတယ်။အဲ့ဒီဆိုးတဲ့သူတွေကြောင့်ကျမတို့သဘောကောင်းတက်လာတယ်။အယူချင်းတွေတိုးတက်လာတယ်။ ဒီလိုပြောလို့ဆရာတည်းဆိုတာမဟုတ်ပါဘူးဆရာတည်းကကျွန်မကိုကောင်းစေချင်လို့ပါဟေရှာယ54နှစ်မှလည်းဒီလိုဖော်ပြထားတယ်တင်ဤတဲရာကိုခြေစီလို့အဲ့ဒီနှလုံးသားတဲရာကိုချဲ့ထားပါတဲ့အာမင်တင်ဤနေရာမျက်နှာချက်ကိုချက်အောင်လို့နှမျိုးသောစိတ်မရှိနဲ့ကျိုးတို့ကိုရှည်စေအောင်လို့တိုင်တို့ကိုမြဲမြံစွာစိုက်လို့ဟာလေလုယအခုလှုပ်ဆောင်နေတဲ့အရာတွေအားလုံးကိုဆက်ပြီးတော့လှုပ်ပါ ဘာဖြစ်လို့လဲဆိုတော့ဖယားသခင်နှစ်သက်တဲ့အရာဖြစ်နေလို့